စစ်တလုံးမဲ့အတူရောင်ရွေးကောက်ပွဲမှာရန်ကုန်တိုင်းတလားမြို့နယ်ကနေဝင်ရွေးခံမဲ့မတ်လောင်းတွေဟာပြစ်ဒဇာကောင်းတဲ့လူမျိုးရေးနဲ့ဘာသာရေးအစွန်းရောက်တဲ့မပါတာပွဲဝင်တွေဖြစ်တယ်လို့အမေရိကစုံစမ်းသိရှိရပါတယ်။စစ်တပ်ခပိုက်ဆောင်ကြန့်ခိုင်ရေးပါတီရဲ့တလားမြို့နယ်အတွက်ရန်ကုန်တိုင်းလွတ်တော်မတ်လောင်းဖြစ်ဘူဂျီဟောင်းတန့်စင်ကျော်ကိုရွေးချယ်ထားပါတယ်။သူဟာမပါတာဖွဲ့ဝင်ဖြစ်ကြန့်ခိုင်ရေးပါတီနဲ့စစ်တပ်ခိုင်းစေတဲ့အတိုင်းနိုင်ငံရေးမတည်မငြိမ်ဖြစ်အောင်လှုပ်ဆောင်ပေးခဲ့သူဖြစ်တယ်လို့ ူ့ကြောင့်တရှိတာသူဒလားမျိုးခန်တွေကပြောပါတယ်။ကြက်ခိုင်ပါတီဥက္ကဋ္ဌခင်ရဲ့လက်ရင်တစ်ပည့်တူဖြစ်ပြီးခင်ကိုယ်တိုင်ကပဲအဆိုပြုပြီးတရားဝင်ပြန်ခံခဲ့တာလို့မျိုးခန်တူရဲ့ပြောကြားချက်အရသိရပါတယ်။ဒါ့အပြင်စစ်တပ်အောက်ဆဲပါတီတစ်ခုဖြစ်တဲ့တိုင်းနာစီလုံးညညရေးတပ်စညာပါတီကဝင်ပြန်မဲ့ရန်ကုန်တိုင်းလွတ်တော်အမတ်ဖြစ်တဲ့ဒေါ်တင်းရဲနှန်းဟာလည်းဒလားမျိုးနယ်အတွင်းလူမိုင်းနဲ့ပြည်စာကောင်းဆောင်တူဖြစ်သူရဲ့မိခင်ဖြစ်တယ်လို့သူကပြောပါတယ်။နောက်လက်ရှိလက်ရှိသူတို့ရွေးကောက်ပွဲမှာဝင်ရောက်ရွေးအမတ်တွေကိုကြည့်လိုက်ပြန်တော့လေ နော်တော်တော်လေးကိုစိတ်ပြက်ပြက်မြင်တွေ့ရတာရှိတယ်ဟိုဒလာမျိုးနဲ့မှပတ်သက်ပြီးတော့ပြောရမှာဆိုဒလာမျိုးနဲ့ကအမတ်တွေဆိုလဲဒီလိုပဲစိတ်ဆင်းရဲကြာနော်ဘုံကြီးဟောင်းတန့်စင်တန့်စင်တော်ဆိုတဲ့လူကိုလဲပြလိုက်သူကမဘာသာဟုတ်ကဲ့မဘာသာမှာသူကတာဝန်ဖမ်းဆောင်ပြီးတော့အဲ့မဘာဟိုပြောမယ်ဆိုရင်တော့ဗောနော်မဘာသာအဖွဲ့ရအဲ့အဲ့အမတ်သားဆိုတော့ဘာကိုပြောရမလဲဆိုတော့ဒီလိုပေါ့နော်အမျိုးသားရေးအယောင်အယောင်ဘာယောင်ယောင်တိုင်းပြည်ကိုပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုတော့ဘာသာရေးနဲ့ကုသုံးလုပ်ပြီးတော့အဲစစ်တိုက်တဲ့ပြဿနာတွေပေါ့နော်တယောက်တစ်ယောက်ဟို ဒီတွင်မှာဟိုတက်တနာပေါင်းများများစွာစတာတဲ့အဖွဲ့ပဲဒီမပါသားဆိုတာလေအဲ့လိုလူမျိုးကတက်တိုင်းအမတ်ဝင်ရွေးတဲ့အခါကျတော့သူကပေါ့နော်သူသူတို့ကလည်းဒါစဉ်းစားတင်တယ်ပေါ့နော်ဒီလိုလူမျိုးတွေကိုဘယ်လိုလူမျိုးတွေဆိုတာကိုပေါ့နော်နောက်မှဒီတက်တိုင်းဟိုပါလေတိုင်းနာစီလုံးညီညီပါတီမှာဆိုလူစိုးလူမိုက်ရဲ့ခေါင်းဆောင်ပေါ့နော်တလေးရဲ့အမျိုးသမီးလို့ပြောတာနဲ့သူ့နာမည်ကတော့ဒေါ်တင်းရနဲ့လို့ကြားတာပဲသူ့လိုလူမျိုးတွေကနော်ဒလားမျိုးနယ်ကိုဘယ်လိုကောင်းအောင်ဆွဲဆောင်ပြီးတော့ဆောင်ရွက်နိုင်မှာလဲလို့ အဲ့အမတ်တယောက်ရဲ့ကိုကျင့်တိရစိတ်ကတမာတိဆိုတာလည်းရှိသေးတယ်နော်ပညာဆိုတာလည်းရှိသေးတယ်ဒီလိုပညာမဲ့လူတန်းစားအောက်တန်းစားတွေလူမိုက်လူစိုးတပိုးတပိုးတွေကနေပြီးတော့အမတ်ရွေရွေတဲ့အခါကျတော့နော်ဘယ်နေရာပဲရွေဒလားမြို့နယ်ဒလားမြို့နယ်မှာပဲရွေရွေနော်ဟိုဒီမိမြို့နယ်မှာပဲရွေရွေရွေတဲ့မြို့နယ်တိုင်းကဘယ်နေရာမှာအဆင်ပြေဖို့ဆိုတာတိုင်းပြည်ကိုအုပ်ချုပ်ဖို့ဆိုတာပြောနိုင်ဦးလေတိုင်းပြည်အုပ်ချုပ်မင်းလုပ်မဲ့လူတွေခေါင်းဆောင်တွေကဇာယိတာဇာယိတာပြတ်ပြလို့မရဘူးလေအခုကအကုန်လုံးလိုဇာယိတာပြတ်ဟလာတပိုးတပိုးကလည်း အာအမတ်လုပ်လို့ရတယ်ပါကောင်းလဲအမတ်လုပ်လို့ရတယ်ဆိုတော့ဟာသူတို့တန်ရတန်ရအစိုးရနဲ့ပဲသူတို့ရမှာပေါ့သူတို့ဘယ်လိုပြောမလဲဆိုတော့ဟိုပါပေါ့နော်လူကြီးတွေပြောဆိုမယ်မတေစုရမတေလာပေါ့နော်နော်အစ်စ်မကောင်းတဲ့ဇာတိကမကောင်းတဲ့ရန်ကရနဲ့ဆိုရင်သူတို့ပုတ်ထုတ်လို့ရမယ်သူတို့သွားလို့ရမယ်ယူကော့ဘွယ်လုတ်တိုင်းအမေရှုံနဲ့ကြန့်ခိုင်ရေးပါတီဟာစစ်တပ်နဲ့ပူးပေါင်းပြီးရှုံနိုင်အနိုင်ရပါတီကိုပြဿနာမျိုးမျိုးရှာပြီးအောက်တန်းကြတဲ့ညီမျိုးစုံနဲ့နိုင်ယူဖို့ကြိုးစားလေးရှိတယ်လို့ဒလားမျိုးခန့်ကပြောပါတယ် အတူရောင်ဟောစကကောင်စီစကမာလုတ်တဲ့ရွေးကောက်ပွဲမှာတော့ဘောနော်အတူရောင်ရွေးကောက်ပွဲလို့ပဲအများကသတ်မှတ်ထားတယ်အဲ့ပုံမှာလည်းလက်ခံမှာပဲအဲ့သတ်မှတ်ချက်ကဘာလို့အမားနောင်လူတိုင်းကသိနေတဲ့အတွက်ပေါ့နော်ဒီကံကရေးပါတီလက်ရှိရွေးကောက်ပွဲစတင်ပြိုင်တဲ့အချိန်မှာသူတို့ဥဆောင်ဦးရဲ့လုပ်နေတဲ့အားတွေကိုပြန်ကြည့်လိုက်တဲ့အခါကျတော့အငြင်းရှုံးနေစတုံးနိုင်လဲအဲ့ဒါ ရှုံးမပေးဘဲနဲ့သက်သနာမျိုးမျိုးစပ်လို့ပြရမှာအနိုင်ဖို့ပဲမျိုးမျိုးစုံနဲ့ကြိုးစားတယ်စစ်တလုံးမဲ့သူ့ရောင်ရွက်ကောက်ပွဲကိုပြည်သူတွေစိတ်ဝင်စားတာကြောင့်မဲဆင်းလာမကြည့်ကြလို့ရက်ကွက်အုပ်ချုပ်ရေးမှုတွေက loss speaker နဲ့ညနေတိုင်းလှည့်လည်အော်ခေါ်နေသလိုရွေးကောက်ပွဲဝင်ပြိုင်မဲ့အမတ်တွေကလည်းပညာရေးချင်းမရှိသူဇာတိတမကောင်းသူတွေတာများတယ်လို့အတူရောင်ရွေးကောက်ပွဲကိုမလိုလားသူဒလားမျိုးနေမျိုးသမီးတအုပ်ကပြောပါတယ် အခုမဲပထမမဲစင်းတော့တော့လာမကြည့်ကြဘူးအခုနောက်တာဒုတိယအချိန်ပေါ့ဘာမဲစင်းမဲစင်းဟိုမှာရုံးမှာကတ်ထားတယ်လာကြည့်ဖို့ဒါနှစ်နေတိုင်းကျင်းညာနေတာပဲမကြည့်ကြပါဘူးဘယ်သူမှဘယ်သူမှစိတ်ဝင်စားဘူးကြံနေတဲ့လူတွေလည်းစိတ်ဝင်စားဘူးကြံနေတဲ့လူကလည်းတခုချို့ဘုံမပြောနဲ့အစိတ်မရှိတာတွေပဲစားအမတ်ကတည်းကပညာမတတ်တဲ့လူတွေကြီးပဲပြောမယ်ဆိုလို့ရှိရင်ကြံနေတာတွေကအဲ့တော့ဘယ်သူမှသွားလဲမကြည့်ကြဘူးစိတ်ဝင်စားလို့ဒါပြင်တလမှာမဲစင်းဘယ်သူမှလာမကြည့်ရအကြောင်းစစ်တလောက်ခံဝင်တဲ့နေ့ကိုတက်ဆိုင်ရမြို့နယ်ရက်ကြီးတွေမှာ မဲစင်းတောက်ရောက်ကြည့်ခိုင်းပြီးမဲစင်းနဲ့သူတို့တောက်ရောက်မဲထဲရမယ်မဲရုံကိုပြန်နေစင်းပေးနေရတယ်လို့နောက်ထပ်မျိုးသမီးတူကဆက်ပြောပါဗျာအခုအစိုးရရုံးနေဖန်တယ်များသူ့ရဲ့အစိုးရရုံးနေဖန်တယ်များအခုကိုယ့်ရဲ့ကွက်ကိုယ့်ရဲ့ကွက်ဒီမှာမဲစင်းရင်သူတို့သူတို့ပါတဲ့အခုဝန်ထမ်းဖန်တယ်များသူတို့ပါတဲ့မဲစင်းရင်းနဲ့မဲရုံကိုကြည့်ပြီးတော့သူတို့သူတို့ရဲ့အခုဝန်ထမ်းကြီးရဲ့ဘယ်လိုမှမဆိုဟာမန်နေဂျာဆိုမန်နေဂျာကတူတူစီမှာအခုစင်းရင်းပေးရတာ ပြောမယ်ဆိုလို့ရှိရင်စိတ်ရင်းကသူ့ဘေးသူ့လိုဖြစ်နေတာလေသူတို့ဝန်ထမ်းတွေမှန်လားမများဒါအပြင်တောင်ကိုရီးယားနိုင်ငံကချစ်ကြည်ရေးထိမ်းမှတိစောက်ပေးတဲ့ရန်ကုန်ဒလတတားကိုလာမယ့်ဒီဇင်ဘာရွေးကောက်ပွဲမှတိုင်ပြီးဖွင့်နေနိုင်ရေးမင်းအောင်လှိုင်ကဖီအားပေးနေပြီးသူတိစောက်ပေးခဲ့တဲ့ပုံစံမျိုးတရားဖွင့်ပွဲလုပ်မှာကိုလည်းဒေတာခန်တွေကမလိုလားကြဘူးလို့သိရပါဗျ။ဒီဇင်ဘာ28မှာကျင်းပမဲ့ရေကောက်ပွဲအပိုင်းအစ်မှာရန်ကုန်တိုင်းကကမာရွတ်ကြောက်တရာတိုက်ကြီးတွန်တေးတောင်နဂုံဘူတထောင်မယန်းကုန်း မင်္ဂလာတုံမှော်ပြီးတင်ငန်းကျွန်းတန်လင်းနဲ့အလုံမျိုးနယ်မှာဒါပါဝင်ပါတယ်စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲပထမပိုင်းကိုမြို့နယ်ပေါင်း၁၀၂မြို့နယ်မှာဒီဇင်ဘာ၂၈ရက်နေ့စတင်ကျင်းပသွားမယ်လို့အောက်ဂု၂၀ရက်ကထုတ်ပြန်ပါတယ်အပိုင်းနှစ်ကိုစက်တင်ဘာ၁၇ရက်မှာမြို့နယ်တရာမှာပြုလုပ်မှာဖြစ်ပြီးအပိုင်းတုံးကိုစက်တင်ဘာ၂၅ရက်မှာလုပ်ဖို့ကြေညာထားပေမဲ့ဘယ်နေရာမှာကျင်းပမယ်ဆိုတာကတော့စစ်ကော်မရှင်ဘက်ကမထုတ်ပြန်နိုင်သေးပါဘူး thank you